လာပါရှင်ချင်းလင်းချင်းတဲ့တရင်ဌာနမှပြန်လည်ကြိုဆိုလိုက်ပါရစေ2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့နောက်ဆုံးရရှိထားတဲ့တရင်များကိုတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်တရင်ကောင်းချင်းတွေကတော့ဒီရီမြို့နယ်တွင်လမ်းပြအဖြစ်ခိုးဆောင်ခဲ့တဲ့အယက်သား16ဦးကို PDF ဇုံလန်ကေထုံနိုင်ကြောင်းအကြံဖက်စစ်တဲ့ကြောင့်ဒလအတွင် အမျိုးသမီး90ဦးသေဆုံးတယ်လို့ BWU ထုတ်ပြန်ကြောင်းအကြံဖက်စစ်တဲ့ကြောင့်ဆေးလအတွင်အသက်18နှစ်အောက် ကလင်းငယ်260ကျော်ဒေဆုံးနေလို့ AAPP ထုတ်ပြန်ကြောင်းကိုဂရိမြို့နေချီဖူးဆိုင်ရွာတို့စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုကြပ်ဆက်တဲ့ခေမှုရင်းစစ်တပ်ဘက်မှ15ဦးခန့်ဒေဆုံးပြီးတနက်ရှက်လက်တင်စီရရှိကြောင်းပုံနာကျမြို့နေရိုးတရုတ်ကျေးရွာကိုစစ်တပ်ကလေရင်ဖြင့်ပုံကျင်းမှုတွင်ပြည်သူ၅ဦးသေဆုံးပြီး9ဦးတန်ရာရရှိကြောင်းတို့ပဲဖြစ်ပါရဲ့ရှင်။ ဒီရီမြို့နေတွင်လမ်းပြတ်အဖြစ်ခိုးဆောင်ခဲ့တဲ့အယတာ၁၆ဦးကို PDF ဇုံလန်ကေထုတ်နိုင်တဲ့တရင်ကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ချင်းပြည်မြို့ပိုင်းဒီရီမြို့နေတွင်စစ်ကော်မရှင်တပ်ကလမ်းပြတ်အဖြစ်ခိုးဆောင်သွားခဲ့တဲ့ဆောင်းပီးရွာဒီတာခန့်အယတာ၁၆ဦးကိုပြမနေညနေပိုင်းတွင်ကေထုတ်နိုင်ခဲ့ကြောင်းမေပင်စစ်ရေးတရင်ချင်းမြထံမှသိရှိရပါတယ်။အောက်တိုဘာလ၂၉ရက်နေ့မှစတင်ပြီးဒီရီမြို့ခလာရ269တိတ်ရင်မှာ ဒီရင်တိုင်ငင်လန်အတိုင်းဆင်းလာတဲ့စစ်ကော်မရှင်တက်စစ်ကြောင်းဟာနိုဝင်ဘာလ3ရက်နေ့ရတွင်စွမ်းပြည်ကျွော်ဒေတာခန်16ဦးကိုဖမ်းဆီးခေါ်ဆောင်ထားခြင်းဖြစ်တယ်လို့ဆိုပါရယ်အဆိုပါစစ်ကော်မရှင်တက်စစ်ကြောင်းဟာနိုဝင်ဘာလ4ရက်နေ့တွင်စစ်ကြောင်းခွေကဒီရင်တိုင်ငင်လန်အတန်းဆက်လက်စစ်ကြောင်းထိုးထားတဲ့တပွေကနေရီတောင်ရှိစစ်ကော်မရှင်တက်ကာကင်းစခန်းတွင်တပွေစူဇန်ရွာတွင်တပွေစောင်းပြီးရွာတွင်တပွေစသဖြင့် တပြန့်ထားကြောင်းမေပင်စစ်ရေးတရင်ချင်းမြထံမှသိရှိရပါတယ်။ယမနေ့ညနေပိုင်းတွင်ဒီရင်တိုင်ရဲလမ်းမပေါ်ကစူဇန်ရွာရှိစစ်ကော်မရှင်တပ်များအား PDF စုံလမ်းအဖွဲ့ကတိုက်ခိုက်ခဲ့ရာမှာ လမ်းပြအဖြစ်ခေါ်ဆောင်ခြင်းခံရတဲ့အယက်သား16ဦးကိုကေထုံနိုင်ခေချင်းဖြစ်ကြောင်းတရင်ချင်းမြစ်ကဆိုပါရယ်တပ်ကြံရမနေ့နက်နက်ပိုင်းတွင်ဒီရင်တန်ရင်လိုက်အတိုင်းဆက်လက်စစ်ကြောင်းထိုးထားတဲ့စစ်ကော်မရှင်တပ်ဖွဲ့ကိုချင်းလင်းကောင်စီပူပေါင်းတပ်ဖွဲ့မှမိုင်းဆွေတိုက်ခိုက်ခဲ့ရာစစ်ကော်မရှင်ဘက်က9ဦးတည်ဆုံးပြီး10ဦးထပ်မနေ့ထိခိုက်ဒဏ်ရာရရှိကြောင်း VOC သတင်းဌာနတွင်ဖော်ပြထားပါရယ်လက်ရှိကနေရီတောင်ရှိစစ်ကော်မရှင်တပ်ကကင်းစခန်းကို PDF စုံလင်းတပ်ဖွဲ့မှ ဆက်လက်ထူးဆစ်ဆင်တက်ခဲ့ရရှိကြောင်းသိရှိရပါတယ်။အောက်တိုဘာလ29ရက်နေ့တွင်ဒီရင်မျိုးမှအင်အား200ဝန်းကျင်ပါစစ်ကော်မရှင်တက်စစ်ကြောင်းဟာဒီရင်ကလေးလန်အတိုင်းစစ်ကြောင်းထိုးလာခြင်းဖြစ်ပြီးဒေသခံတိုးလှန်ရေးတပ်ဖွဲ့ဘက်ကချုံခိုးတက်ခဲ့၍အထိနာသဖြင့်အောက်တိုဘာလ30 31ရက်နေ့တို့တွင်စစ်တပ်ကအင်အားထပ်မံဖြည့်တင်းထားခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလ28ရက်နေ့တွင်လည်းကလေးမျိုးမှတက်လာတဲ့အင်အား200ကျော်ပါစစ်ကော်မရှင်တက်စစ်ကြောင်းဟာကလေးတိုင်းရင်တည်ရင်ဘက်သို့စစ်ကြောင်းထိုးလာပြီးမော်ပြီးရွာတွင်တက်ဆွေအထည်ချထားကြောင်းသိရှိရပါတယ်ရှင်အကျွမ်းဖက်စစ်တဲ့ကြောင့်တလအတွင်းအမျိုးသမီး90ဦးတည်ဆုံးတယ်လို့ BWU ထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ရှင်။ ချန်ပီယံပါဝင်မြန်မာနိုင်ငံတဝန်းလုံးမှာအဂျန်ဖက်စစ်တဲရဲ့တက်ဖြတ်မှုကြောင့်အောက်တိုဘာလအတွင်းမှာအမျိုးသမီး80ဦးတိဆုံခဲ့ရလို့မြန်မာအမျိုးသမီးတမကဘီဒဗျူကထုတ်ပြန်လိုက်ပါတယ် ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းမှာအကြံဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုမတရားတပ်ဖြတ်မှုမိမြုံမိုင်းပြည်ပခါနဲ့ဆက်နွေနေတဲ့လင်ပိုင်းဆိုင်ရာအကြံဖက်မှုတို့ကြောင့်အမျိုးသမီး80ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူ80ဦးရှိတယ်လို့သိရပါတယ်။အဲ့ဒီမှာမှလေကြောင်းတိုက်ခိုက်မှုကြောင့်အမျိုးသမီး56ဦးသေဆုံးခဲ့ရပြီးလက်နက်ကြီးကြောင့်8ဦး တရားတပ်ဖြတ်ခံရမှုကြောင့်၅ဦးမင်းမြုံမိုင်းကြောင့်တဦးတို့တေဆုံးခဲ့ရတယ်လို့ BWU ကဆိုပါတယ်။တေဆုံးသူအမျိုးသမီး80ထဲမှာအသက်16နှစ်အောက်ကလေး14ဦးပါဝင်တယ်လို့သိရပါတယ်။ရှမ်းပြည်နယ်ဟာ23ဦးဖြင့်တေဆုံးမှုအများဆုံးဒေသဖြစ်ခဲ့ပြီးရှမ်းပြည်မှာတော့ ၃ရောက်တည်ဆုံမှုရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။မြမအမျိုးသမီးတမကရဲ့ပြုစုထားတဲ့စိတ်ငြိအရာ PKRS September လအတွင်းမှာအကြံဖက်စစ်တဲကြောင့်နိုင်ငံတော်ဝန်လုံးမှာအမျိုးသမီး၄၈ဦးတည်ဆုံခဲ့တယ်လို့သိရှိရပါတယ်ရှင်။အကြံဖက်စစ်တဲကြောင့်ဆီလအတွင်းအသက်၈၀နှစ်အောက်ကလေးငယ်၂၆၀ကျော်တည်ဆုံနေလို့ AAPP ထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ မြန်မာနိုင်ငံတဝန်းလုံးမှာအကြံပေးစစ်တပ်ရဲ့တပ်ဖြတ်မှုကြောင့်ဆီလာတာအတွင်းမှာအသက်၈၀နှစ်အောက်ကလေးငယ်၂60ကျော်တည်ဆုံးခဲ့ရတယ်လို့နိုင်ငံရေးအကြံသားများကိုမီဆောင်ရှောက်ရေးအသင်း AAPP ကဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။ယခုနှစ်ဇန်နဝါရီလ၁ရက်နေ့ကနေအောက်တိုဘာလ၃၁ရက်နေ့အထိ အကြံဖက်စစ်တပ်ရဲ့တပ်ဖြတ်မှုကြောင့်အသက်၁၈နှစ်အောက်မိန်းကလေး123ဦးနဲ့ယောက်ျားလေး139ဦးစုစုပေါင်း262ဦးတေဆုံးခဲ့တာကိုနမေနဲ့တကွာအတည်ပြုနိုင်ခဲ့တယ်လို့ဆိုပါရယ်တေဆုံးသူတွေထဲက206ဦးဟာအကြံဖက်စစ်တပ်ရဲ့လေကြောင်းပုံကျွေးတိုက်ခိုက်မှုကြောင့်ဖြစ်ပြီးစကိုင်းတိုင်းက69ဦးဖြင့်တေဆုံးမှုအများဆုံးဒေသဖြစ်ပါရယ်ယခုနှစ်ဆေလတား ကာလအတွင်းမှာအကြံဖက်စစ်တဲကြောင့်နိုင်ငံတော်မှာအသက်65နှစ်နဲ့အထက်သေဆုံးသူအမျိုးသမီး49ဦးနဲ့အမျိုးသား59ဦးစုစုပေါင်း106ဦးရှိခဲ့တာကိုနမည်နဲ့တကွာအတည်ပြုနိုင်ခဲ့တယ်လို့လည်း AAPP ရဲ့ထုတ်ပြန်ချက်တွင်ဖော်ပြထားပါဗျ။အဲ့ဒီမှာမှ65ဦးဟာအကြံဖက်စစ်တဲရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ရပြီးမကွေးတိုင်းကအယောက်30ဦးဖြင့် ဒေဆုံမှုအများဆုံးဒေသဖြစ်တယ်လို့သိရပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မတရားဆက်အာဏာသိမ်းတဲ့အချိန်ကနေဒီကနေ့နိုဝင်ဘာလ9ရက်နေ့အထိအကြံပေးစစ်တပ်နဲ့သူရဲ့လက်ပါစီတွေကြောင့်နေဦးတော်နိုင်ကြီးကာလအတွင်းဒေဆုံခေရတဲ့ဒီမိုကရေစီကြီးလှုပ်ရှားသူတွေနဲ့ပြည်သူစုစုပေါင်းမှာ9446ဦးရှိခဲ့ပြီးလို့နိုင်ငံရေးအကျဉ်းသားများကိုယ်ရေးဆောင်ရှောက်ရေးတင် AAPP ရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်ရှင်။ ကိုကရိမျိုးနေထေဖူးဆိုင်ရွာတို့စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုကြဖြတ်တက်ခဲ့မှုတွင်စစ်တပ်ဘက်မှ15ဦးခန့်တေဆုံးပြီးတနက်ရှင်းမှ3ရက်ရှိတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ကရင်ပြည်နယ်ကိုကရိမျိုးနေထေဖူးဆိုင်ရွာတို့စစ်ကြောင်းထိုးလာတဲ့အကြံဖက်စစ်တပ်ကိုကြဖြတ်တက်ခဲ့ခဲ့ရာစစ်တပ်ဘက်မှ15ဦးခန့်တေဆုံးပြီးတနက်ရှင်းမှ3ရက်ရှိခဲ့ကြောင်းသိရှိရပါတယ်။ယမနေ့နိုဝင်ဘာလ6ရက်နေ့တွင်ကိုကရိမျိုးနေ ထီဘူးဆန်ကျေးရွာကိုစစ်ကြောင်းထိုးလာတဲ့အကြံပစစ်တပ်ကိုတိုးလိုက်ရင်တပ်ဖွဲ့များကထီဘူးဆန်ကျေးရွာနဲ့ကွေမောင်တိုင်ကျေးရွာအကြားရှိကြမောက်ချံတွင်ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းထူတိုက်ခိုက်မှုအတွင် အကြံပစစ်တပ်ဘက်မှ15ဦးခန့်သေဆုံးခဲ့ပြီးလက်နက်ရှစ်လက်သိမ်းစီရရှိခဲ့ကြောင်းထူထီတွေ့တဲ့ပွဲဟာယနေ့နိုဝင်ဘာလ9ရက်နေ့နံနက်ပိုင်းထိဖြစ်ပွားနေစေဖြစ်ကြောင်းဒေသတွင်စစ်ရေးတရင်ရင်းမြစ်ကပြောဆိုပါရယ် ဒေသတွင်းစစ်ရေးတရင်ချင်းတွေကထီဖူးဆန်ကြီးရွာနဲ့ကွေမောင်တိုင်ကြီးရွာကြားကကျမောက်ချံမှာမနေ့ကလည်းဖြစ်တယ်ဒီကနေ့လည်းမနေ့လုံးဖြစ်တယ်တနက်ရှင်းလည်းရတယ်လို့သိရတယ်စစ်ကွေးတွေကတနက်တွေကြံခဲ့တာပါ ပြန်သူတေရာကတော့တော်တော်များတယ်တေရာ15កောင်လောက်ရှိမယ်တန်ရာရတာတွေလည်းများပါသေးလို့ရန်ကုန်ခက်တဲ့တရင်ဌာနထံသို့အတူပြုပြုဆိုထားပါတယ်အဆိုပါတိုက်ခိုက်မှုကိုကလူ2ပြူဟာစစ်ကြောင်းတက်မဟာ3တက်မဟာ5နဲ့တက်မဟာ9တို့ကပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထိတွေ့တဲ့ပွဲများဆက်လက်ဖြစ်ပွားနေစေဖြစ်ကြောင်းသိရှိရပါတယ်။အောက်တိုဘာလပိုင်းမှာစတင်ပြီးအကြံဖက်စစ်တပ်ကကိုကရီးယားနယ်အတွင်းကိုအင်အားအလုံးရင်းဖြင့်ထူးဆစ်ဆင်တိုက်ခိုက်နေတော့လေစစ်မှုထမ်းတပ်သားတင်များကိုရှေ့ဆုံးမှထား၍တိုက်ခိုက်နေရာကြောင်းစစ်တပ်ဘက်မှထိခိုက်သိမ်းဆုံးမှုများပြားပြီးအကြိမ်ကြိမ်ပြန်လေဆုတ်ပြန်နေကြောင်းစစ်ရေးတရင်ချင်းကဆက်လက်ပြောဆိုထားကြောင်းသိရှိရပါတယ်ရှင်။ ပုံနာကျွတ်မြို့နီယူတရုတ်ချင်းရွာကိုစစ်တပ်ကလေရင်ဖြင့်ပုံချင်းမှုတွင်ပြည်သူ၅ဦးသေဆုံးပြီးခုနှစ်ဦးတန်ရာရရှိတဲ့တရင်ကိုလေဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ရခိုင်ပြည်နယ်ပုံနာကျွတ်မြို့နီယူတရုတ်ချင်းရွာကိုစစ်တပ်ကလေရင်ဖြင့်ပုံချီချခဲ့ရာပြည်သူ၅ဦးသေဆုံးပြီး ခုနှစ်ဦးတန်ရာရရှိကြောင်းသိရှိရပါတယ်။ယနေ့နံနက်7:30မိနစ်အချိန်ရခိုင်ပြည်ပုံနာကျွမြို့နယ်ယူတရုတ်ကျေးရွာတို့စစ်တပ်ကတိုက်လေရင်ပြင်ပုံးနှလုံးကြေးချခဲ့ကြောင်းအဆိုပါပုံကြေးချမှုကြောင်းအမျိုးသမီးလေးဦးနဲ့အမျိုးသားတအူးစုစုပေါင်းပြီးသူ၅ဦးသေဆုံးခဲ့ကြောင်းရင်းအပြင်ပြည်သူခုနှစ်ဦးမှလည်းတန်ရာများရရှိခဲ့ကြောင်းရခိုင်ဒေသတရင်ချင်းမြို့များထံမှသိရှိရပါတယ်။ယနေ့နံနက်7:00အချိန် စစ်တွေအခြေစိတ်ခမာယ344တက်ရင်ကတရားနဲ့စီမမလက်လက်ချီဖြင့်ပြစ်ခတ်ခဲ့တဲ့ဖြင့်ပုံနာချက်မျိုးနီကွန်းတောင်ကျေးရွာမှာအသက်55နှစ်အရွယ်အမျိုးသားတဦးတရားရရှိခဲ့ကြောင်းယနေ့နံနက်7:29မိနစ်အချိန်ရခိုင်ပြည်ပုံနာချက်မျိုးနီအောင်ဖြူပင်ကျေးရွာသို့လီရင်ဖြင့်ပုံနှလုံးကျချခဲ့တဲ့ဖြင့်အမျိုးသမီးတဦးတရားရရှိခဲ့ကြောင်းသိရှိရပါသည်စစ်ဘေးရှောင်များကိုကုမ္ပဏီပေးနေတဲ့ရခိုင်ဒေသတရင်ချင်းမြစ်တစ်ခုကဒီကနေ့ဘူချုပ် ထွန်းမြတ်နိုင်ရဲ့58နှစ်မြောက်မွေးနေ့မလို့တမင်ကိုစစ်တပ်ကလေးချောင်းရောလက်နက်ကြီးရောတိုက်ခိုက်နေတယ်လို့ထင်ပါတယ်လို့ရန်ကုန်ခေတ်သတင်းဌာနထံသို့အတည်ပြုပြောကြားထားပါတယ်။ AA ကလည်းစစ်တပ်ကအထင်အနေဖြင့်ပြည်သူလူထုကိုဦးတည်တဲ့လေးချောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုများရှိလာနိုင်တဲ့ဖြင့်ပြည်သူများအနေနဲ့တရီပြုတ်နေထိုင်ကြရန်တရီပေးချက်ထုတ်ပြန်ခဲ့ပြီးဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့ကျွန်တော်နဲ့ပြန်ရနာတော့ပါမယ်ရှင်။ Channel Channel သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းမင်္ဂလာပေါင်းနဲ့ခိုင်ယုံလိုက်ကြပါစေရှင်။